တင်ဆောင်ဝင်းကျော်နဲ့ဘာလလိုညာလလိုဖြစ်ဖို့တဲ့နေလင်းကျော်အကြောင်းတမိကျော်ဖော်ပြီးပရိသတ်များလုံးမင်းလာပါရှင့်ဘာမစ်နောင်းကနေပြန်လေးကြိုဆိုလိုက်ပါတယ် အကျွေးမပေးပဲပတ်ပြင်းနေတဲ့နေလင်းကျော်ကတင်ဆောင်ဝင်းကျော်နဲ့ဖောက်ပြန်မှုကြောင့်ပွင့်လင်းစွာပြောလာတာကတော့တမိစိုးဖြစ်ပါတယ်။အခုရပိုင်းထဲမှာတော့နေလင်းကျော်ကချစ်သူလှရမင်းအိမ်စီကနေငွေရီချူစားပြီးတော့ထွက်ပြေးနေရာကြောင့်လှရမင်းအိမ်ကမြေလန်းရှာနေရဆိုတဲ့သတင်းတွေပြန့်နှံ့နေတာဖြစ်ပါတယ်။ Facebook ဆက်လေးတမိစိုးကတော့ဒီလိုမကောင်းသတင်းတွေပြန့်နှံ့နေရဲ့နေလင်းကျော်ကတင်ဆောင်ဝင်းကျော်နဲ့တောင်ဖောက်ပြန်မှုရလို့ဆိုပါတယ်။နေလင်းကျော်ကမြမအိတော်သချင်းစိုးပြန်ပွဲကနေနာမည်ကြီးလာတဲ့အဆိုတော်ဖြစ်ပြီးတော့သူရဲ့စတိုင်နဲ့အတန်ကြောင့်မင်းကလေး ပရိသတ်တွေကအသေးစွဲအားပေးကြပါတယ်။ဒါပေမဲ့နေလင်းကျော်ဟာရုပ်ကလေးချောမောလှပပြီးအတန်ကောင်းတဲ့လောက်နာမည်ဆိုးနဲ့ကြော်ကြပါတယ်။အထူးသဖြင့်နေလင်းကျော်ကကောင်းတဲ့သူမဟုတ်ဘဲရုပ်ကလေးကိုဗန်းပြပြီးတော့လှုပ်ရှားနေတဲ့သူတစ်ယောက်ဖြစ်နာမည်ကြီးပါတယ်။နေလင်းကျော်ဟာသူ့ရဲ့ရုပ်ရည်ချောမောလှပမှုကိုအသုံးချပြီးတော့မိန်းကလေးတွေကိုချူစားတတ်ပါတယ်။ဒါအပြင်နေလင်းကျော်ကအိမ်တွင်အကြံဖတ်မှုကိစ္စတွေနဲ့လည်းပြဿနာတွေတက်ပြီးတော့ခြေထဲကိုဝင်ခဲ့ရဘူးတဲ့လို့သတင်းထွက်ခဲ့ပါတယ်။ အခုရပိုင်းမှာလည်းချစ်သူမော်ရယ်လာယမင်းအိမ်ရဲ့ပတ်စံတွေကိုခြူစားပြီးတော့ထွက်ပြေးသွားတယ်လို့နာမည်ကြီးနေရပါဒီကိစ္စနဲ့ပတ်သက်လို့နေလင်းကျော်ကသူ့အကြောင်းကိုမီဒီယာတွေကနေမတရားသဖြင့်ရှောက်ပြောနေတာဖြစ်ကြောင်းသူကဘဲမင်းကလေးစီကမှမတရားသဖြင့်ငွေတွေခြူစားတာမျိုးချိန်ငှားတာမျိုးမလုပ်ခဲ့ဘူးလို့ဆိုပါတယ်နေလင်းကျော်ကတော့သူ့ဘက်ကဖြူစင်ပေမဲ့လူတွေနဲ့မီဒီယာတွေကကြောက်တွန်းကြတာဖြစ်ကြောင်းပြောခဲ့ပါတယ်ဒီလိုဇွတ်ဖြူစင်ပြနေတဲ့နေလင်းကျော်ကိုတီတီမီမီဝုန်းလိုက်သူကတော့တမီးစိုးဖြစ်ပါတယ် မြန်မာနိုင်ငံမှာအကြရာကအစာသိတဲ့တမီးစိုးကနေလင်းကျော်ရဲ့အကြောင်းတွေကိုတိတိမိမိဝုံလိုက်ပါတယ်။တမီးစိုးကနေလင်းကျော်ဟာမြန်မာအိတော်တချင်းစုပြန်ပွဲဝင်တော့ဇနီးဖြစ်သူဇာဇာထက်ကအစဆရရာကိုညီပန်ပိုးခဲ့ပေမဲ့နေလင်းကျော်ကတော့လူပြိုရောင်ဆောင်ပြီးတော့နေနေရဖြစ်တယ်လို့သိရပါတယ်။ဒီကြားထဲမှာနေလင်းကျော်ကမော်ဒယ်လာရမင်းအိမ်နဲ့ချစ်ကြိုက်ခဲ့တာဖြစ်ပါတယ်။အစောပိုင်းမှာတော့လာရမင်းအိမ်ကနေလင်းကျော်ကရောရီချောမောတဲ့အစိုးရဖြစ်တာကြောင့်သဘောကျတဲ့ကောင်မလေးတွေအများကြီးရဆိုပြီးတော့လဲစိတ်မချနိုင်အောင်ဖြစ်နေခဲ့ရပါ။တကယ်ပါလုံးကမိန်းကလေးတွေကနေလင်း င်းကြော်ကိုလိုက်ပြီးတော့ကြိုက်နေရထင်ပြီးပြဿနာတွေတက်ကစကားတွေများလိုက်အင်တာဗျူးတွေဖြေလိုက်နဲ့ရှုပ်ထွေးနေခဲ့ပါသေးတယ်။နေလင်းကြော်ကအစောပိုင်းကတည်းကဇရားရှုပ်တဲ့သူမှန်သိပေမဲ့လာရမင်းရင်ကအချစ်တခုတည်းကိုကြည့်ပြီးတော့နေလင်းကြော်နဲ့လက်တွဲခဲ့ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့သူမပေါ်မှာလည်းမကောင်းပဲပတ်စံတွေအများကြီးချေးပြီးတော့အဆက်အသွယ်ဖြတ်ကလမ်းခွဲသွားခဲ့တာဖြစ်ပါတယ်။သမီးစိုးကနေလင်းကြော်ဟာတဘဝလုံးသူများနှာခေါင်းပေါင်းနဲ့အသက်ရှင်တော့မိန်းကလေးတွေကိုခြူစားနေတာဖြစ်ကြောင်းမြမအိုက်တော်ကိုလာပြိုင်တာတောင်မှမယားကြီးစစထက်ကအ အဆက်ဆက်အရာကိုညီပံ့ပိုးပေးလို့လူမွေးလူရောင်ပြောင်းလာတာဖြစ်ကြောင်း မယားကြီးကခွဲစိတ်ပြပြင်ပေးပြီးတော့လှလာတော့မှမယားကြီးကိုကွာရှင်ခဲ့ကြောင်းတမီးစိုးကပြောခဲ့ပါတယ်။ဒါအပြင်နေလင်းကျော်ကတင်ဆောင်ဝင်းကျော်လိုမျိုးခန္ဓာကိုယ်လှပပြီးအဖို့ချွတ်တွေဝန်းစားတတ်တဲ့မင်းသမီးကိုနေလင်းကျော်ကအပိုင်ချန်ခဲ့ပြီးတော့တိတ်တိတ်ကလေးခိုးစားခဲ့ဖို့ကြောင်းဆိုပါတယ်။အဆိုပါအဖို့ချွတ်စရာရှုပ်တဲ့မင်းသမီးကတင်ဆောင်ဝင်းကျော်ကိုပြောတာဖြစ်ကြောင်းသိရပါတယ်။ဒီလောက်ထိနောက်ကွယ်မှာဇလန်းတွေပတ်ရှုပ်နေခဲ့ပြီးတော့အခုတော့ရည်စားဖြစ်တဲ့လှရမင်းရင်စီကနေအကျွေးတွေကိုမဆက်နိုင်တာကြောင့်အရှောင်ပြေးနေခဲ့ပါပြီ။ဒါကိုဖြူစင်တယ်လို့လုံးပြနေရကြောင်းတမီးစို ို့ကအမြင်ကပ်ပြီးတော့ဖော်ကောင်လုပ်ခဲ့ရပါပရိသတ်တွေကရောတင်ဆောင်ဝင်းကျော်နေတောင်ဇရာရှုပ်ဖူးတဲ့နေလင်းကျော်ကိုဘယ်လိုမျိုးထင်လဲဆိုတာပြောသားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်